မင်းလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 6ရက်နေ့မနက်ပိုင်းရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းစားတော်မျိုးကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား10ဦးသေဆုံးပြီးတော့လက်နက်ငှက်လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘာလ20ရက်နေ့မနက်7:00နာရီကမှစားတောင်ရုပ်ကနေထွက်လာတဲ့အင်အား100လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကလမ်းမိုက်တနေရာအရောက်မှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းအကြမ်းမှစစ်ခွေးပြည်ဘက်က10ဦးသေဆုံးပြီးတော့ MA အမျိုးအစားတနက်နက်လက် RPG ဖူးနဲ့40မမဘုံလီများကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။စားတောင်မျိုးကနေထွက်လာတဲ့အင်အား100ဝန်းကျင်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကလမ်းမိုက်တနေရာမှာစောင့်ကြိုပြီးတော့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွင်း10កောင်တည်ပြီးတော့လက်နက်တွေလည်းတင်စီရရှိခဲ့ပါတယ်လို့ဗိုလ်ကြားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဗိုလ်ကြားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊မြေပြင်လှုပ်ရှားမှုအဖွဲ့ဝလန်နဲ့သခိုင်းနယ်ကနေကံမဟာမိတ်ညီတော်များပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီးတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့လည်းပြည်သူများကိုဒုက္ခအမျိုးမျိုးပေးနေတဲ့စစ်ခွေးရဲခွေးပြူခွေးများနဲ့စစ်တပ်ထောက်တိုင်များကို အခုလိုမျိုးဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့ဗိုလ်ကြားရေးဗီဒူကဝေးအဖွဲ့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါင်းမြုံနယ်အတွင်းစစ်ကြောင်းထုံးနေတဲ့စစ်ခွေးတပ်ကနေထွက်ပြေးလာတဲ့စစ်သား၂ဦးကိုလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘားလ29ရက်နေ့ကစတင်ပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ရဲ့ကပ္ပဆာ22ကနေထွက်လာတဲ့ တမ69လက်အောက်ခံတရင်109 419နဲ့14တို့ပူးပေါင်းထားတဲ့အင်အား300ကျော်ပါတဲ့စစ်ကြောင်းဟာပေါင်းမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထုတ်ဝင်ရောက်စီးနင်းသွားတယ်လို့သိရပါဗါးအဲ့ဒီစစ်ခွေးစစ်ကြောင်းကနေထွက်ပြေးလာတယ်ခမာရ109တရင်ကစစ်သား2ဦးနဲ့ခမာရ419တရင်ကစစ်သား2ဦးတို့ကိုပေါင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီဖမ်းဆီးရမိတဲ့စစ်သား2ဦးထံကနေပြီးတော့ RPG တလက်အဖူလေးဖူး ် MA4 တလန်း40မမဘုံဒီဆက်နှလုံးလက်ပစ်ဘုံနှလုံး 5.56G 100တောင်းနဲ့ G3G 19တောင်းကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲအော်တိုဘာလ31ရက်နေ့ကလည်းချက်ကန်ရွာစတင်ကျောင်းကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့စစ်ခွေးတပ်ဘက်ကပြည်သူပိုင်းနေအိမ်များကိုဝင်ရောက်ကာကြက်ခိုးရန်လုံဆောင်နေတဲ့စစ်ခွေး3ကောင်ကိုလည်းတော်လိုင်းရဲတပ်ဖွဲ့များက MA2 တနက်တလန်း MA3 တနက်တလန်းနဲ့ကြီအတောက်တထောင်ခန့်အပါအဝင်ခဲရန်တချို့နဲ့အတူအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းအရာတော်မျိုးပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့အမှတ်နှစ်ဂိမ်းစခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်ခွေးတွေအကုန်ထွက်ပြေးသွားတဲ့အတွက် KN တချို့ကိုတိစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မနေ့ကနိုဝင်ဘာလ9ရက်နေ့မနေ့အစောပိုင်းမှာအရာတော်မျိုးပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့အမှတ်နှစ်ဂိမ်းစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းထိပ်ပိတ်တိုက်ပွဲဟာ15မိနစ်ခန့်သာကြာမြင့်ခဲ့ပြီးတော့ဂိမ်းစခန်းထဲမှာရှိတဲ့စစ်ခွေးတွေအကုန်လုံးစခန်းကိုစုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်အဲ့ဒီနောက်တော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်တွေက ဂျိစခန်းကိုဝင်းအောင်ရှင်းလင်းခဲ့ရမှာခဲယံတချို့ကိုတိသိရရှိခဲ့တယ်လို့ပြောပါတယ်၎င်းတက်ခိုက်မှုအတွင်းမှာအကြမ်းစစ်တပ်ကဖိကိုက်တေဆုံးမှုအရေးဘက်ကိုအတိမပြုတ်နိုင်သေးပဲတော်လိုင်းရုံပေါ်မြောင်းအထိကိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် စေခွေးတွေအထိကရှိတယ်လို့ပဲသိရသေးတာလောလောဆယ်တော့တေစီရဲမသိရသေးဘူးအရာတော်မျိုးအမတ်နဲ့စေခွေးဂိတ်ဆက်ခန်းမှာအထိုင်းချတတ်ဆွဲထားတဲ့စေခွေးတွေကိုဝေရောက်တက်ခိုက်ခဲ့တာပါလို့ဒီပဲရင်မျိုးနဲ့ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတက်ခိုက်မှုကိုအရာတော်မျိုးနဲ့ပကဖာဒီပဲရင်မျိုးနဲ့ပကဖာနဲ့ကြက်တင်နဲ့ပျောက်ကြတက်ဖွဲ့ LDF အဖွဲ့တို့ကပူးပေါင်းတက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြဖတ်စစ်ခွေးတပ်ဘက်ကအင်တာနက်ပေါ်ကသတင်းများကိုတုံ့ပြန်ရန်နဲ့နိုင်ငံရေးအရာတိုက်ခိုက်မှုများကိုတားမြစ်အရေးယူရန်ပြည်ထရေးဒုဝန်ကြီးဦးဆောင်တဲ့ကော်မတီနဲ့ဤပညာကျွမ်းကျင်အဖွဲ့များဖွဲ့စည်းပြီးတော့24နာရီစောင့်ကြည့်ရန်အမိန့်နဲ့ညွှန်ကြားချက်ထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ခွေးတပ်က2025ခုနှစ်ဩဂတ်လ14ရက်နေ့နေဆွဲနဲ့အမိန်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးတော့အဲ့ဒီအမိန်ထဲမှာအင်တာနက်ပေါ်ကသတင်းတုသတင်းမှားများနိုင်ငံရေးအရာတိုက်ခိုက်ပြောဆိုခြင်းများအပါအဝင်အွန်လိုင်းပေါ်ကလှုပ်ဆောင်ချက်များကိုတားမြစ်အရေးယူနိုင်ရေးအတွက်ကော်မတီတရက်ကိုဖွဲ့စည်းလိုက်တယ်လို့သိရပါဗျ။အဲ့ဒီကော်မတီမှာပြည်ထောင်ဒုဝန်ကြီးကဥက္ကဋ္ဌအဖြစ်နဲ့၎င်းဦးဆောင်ရေးနဲ့ဆက်သွယ်ရေးဒုဝန်ကြီးကဒုတိယဥက္ကဋ္ဌအဖြစ်နဲ့၎င်းအဖွဲ့ဝင်အားလုံး စုစုပေါင်း၁၁ယောက်ပါဝင်တယ်လို့သိရပါတယ်အဲ့ဒီကောမဒီမှာဥပဒေရေးရာဝန်ကြီးဌာနကညွှန်ချုပ်ပြန်ကြားရေးညွှန်ချုပ်စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ကအရာရှိကြီးတဦးစာသုံးလုံးကဒုညွှန်ချုပ်ဗဟိုဘဏ်ညွှန်ချုပ်ရဲမှုကင်းနဲ့ဥပဒေရေးရာဌာနကြီးမှုဒူရဲချုပ်နဲ့မှုကင်းရဲတပ်ဖွဲ့မှုအိုးဆက်ဒူညွှန်ချုပ်တို့ပါပါဝင်ဖွဲ့စည်းထားတယ်လို့သိရပါတယ်အဲ့ဒီကောမဒီရဲ့လုပ်ငန်းတာဝန်များမှာအင်တာနက်ပေါ်ကသတင်းများနဲ့နိုင်ငံရေးအရာတိုက်ခိုက်ခြင်းများကိုအရေးယူရန်နည်းပညာကျွမ်းကျင်တဲ့ပညာရှင်များပါဝင်တဲ့အဖွဲ့ကိုဖွဲ့စည်းပြီးတော့ 24နာရီစောင့်ကြည့်ရန်အင်တာနက်ပေါ်ကသတင်းတင်တဲ့သူများနဲ့နိုင်ငံရေးတိုက်ခိုက်သူများကိုနီးပညာနဲ့ရှာဖွေဖော်ထုတ်အရေးယူရန်အင်တာနက်ပေါ်ကသတင်းဖော်ပြမှုများကိုအဖွဲ့ဖွဲ့စည်းပြီးတော့တံပြန်ဆောင်ရွက်ရန်လို့ပါဝင်တယ်လို့သိရပါတယ်။ဒါအပြင်ကျူးလွန်တဲ့သူများအသုံးပြုနေတဲ့ဖုန်းနံပါတ်များပိတ်သိမ်းရေးဘဏ်အကောင့်အချက်အလက်များငွေသွင်းငွေထုတ်မှတ်တမ်းများရယူခြင်းနဲ့ဘဏ်အကောင့်များကိုယာယီတားဆီးခြင်းများပြုလုပ်နိုင်ရေးညှိနှိုင်းဆောင်ရွက်ရန်တို့ကိုလည်းကော်မတီရဲ့လုပ်ငန်းတာဝန်အဖြစ်နဲ့ထည့်သွင်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့အဝင် gate ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ပြီးတော့မိရှုရှင်းလင်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ9ရက်နေ့မနေ့6နာရီလောက်မှာတောင်သာနထိုးကြီးလမ်းပိုင်းမှာရှိတဲ့တောင်သာမြို့အဝင် gate ဖြစ်တဲ့မကြီးရိုး gate ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်း gate တွင်းမှာရှိတဲ့အကြမ်းဖက်စစ်ခွေးများထွက်ပြေးသွားတဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များက gate စခန်းကိုမိရှုရှင်းလင်းလိုက်တယ်လို့သိရပါတယ်။ မင်းကမနဲ့6နိုင်လောက်ကတောင်သာမြို့ကနေငထိုးကြီးဘက်ကိုအထွက်ဖြစ်တယ်။တောင်သာမြို့အဝင်ဂိတ်မကြီးရိုးဂိတ်ကိုဝင်တိုက်တယ်လို့သိရတယ်။အဲ့ဒီလိုပြစ်ခတ်မှုဖြစ်တော့ဂိတ်ထဲမှာရှိတဲ့စစ်ခွေးတွေအကုန်ထွက်ပြေးသွားလို့ ဂိတ်ကိုမိရှို့ရှင်းလင်းလိုက်တယ်လို့စီရဲတရင်ရင်မိတ်ကပြောပါတယ်။ဒါအပြင်ကောင်သာမျိုးပေါ်မှာနေထိုင်တဲ့ပြည်သူတို့ကလည်းပြစ်ခတ်မှုဖြစ်ပွားခဲ့တာကိုအတီးပြုတ်ပြောဆိုထားပြီးတော့စစ်ခွေးတွေမျိုးတဲကိုဝင်ရောက်လာကတဏံများပြစ်ဖောက်နေတယ်လို့ပြောပါတယ်။ကောင်သာနှထိုးကြီးလမ်းပိုင်းမှာရှိတဲ့မျိုးဝင်ဂိတ်ဘက်ကနေမိကိုလုံးတွေထွက်လာတာကိုမြင်တွေ့နေရကြောင်းတရင်ပြေဖို့ပြောကြားထားပါတယ်။၎င်းပြစ်ခတ်တက်ခတ်မှုနဲ့ပတ်သက်ပြီးတော့အသေးစိတ်အခြေအနေကိုတော့သက်ဆိုင်ရာနယ်မြေတွင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များကထုတ်ပြန်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အနေနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ရေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ။ ၄င်းစင်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ဂျေဇုရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းအကြမ်းဖက်ဆက်တပ်ကစစ်ကြောင်း၄ကြောင်းနဲ့ကြေးရွာ၅ရွာကိုဒုရနယ်ထဲဝင်ရောက်စီးနှင်းပြီးတော့မိရှို့သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ9ရက်နေ့ညနေ9နာရီကျော်လောက်ကစတင်ပြီးတော့ရွာသားကြီးရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာတမာကုန်းရွာ၊ရွာတော်ကုန်းရွာ၊ဂရအူးရွာနဲ့ထုံးဘုံရွာတို့ကိုစစ်ကြောင်း၃ကြောင်းခွဲပြီးတော့ဒုရနယ်ထဲဝင်ရောက်စီးနှင်းက နေအိမ်များကိုမိရှုဖျက်ဆီးသွားတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာဝက်လက်မျိုးနဲ့အနောက်ချမ်းမှာရှိတဲ့ရွာသားကြီး၊ထုံးဘူ၊ဒရဦး၊တမကုံ၊ရွာတော်ကုံ၊ဥရေကုံ၊အုတ်ဖိုကုံ၊ကြီးကန်တောင်ရွာမြောက်ရွာ၊လာတော်၊လဲဦးကြီးကုံ၊နန်းကြီးကုံ၊ရွှေသာ၊ရင်းမတော်၊ကိုကိုစု ငါပြောတော့၎င်းတောင်ဂရုစတဲ့အခြေပါများကခေါင်းနဲ့ချီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အလားတူပဲမနေ့ကနိုဝင်ဘာလ9ရက်နေ့မှာရွှေဘုံမြို့ဘက်ကနေလာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကလည်းရွှေဘုံမန္တလေးလမ်းအတိုင်းစစ်ကြောင်းထိုးလာပြီးတော့စိုင်းတိုင်းလေးရွာကိုဝင်ရောက်စီးနှင်းကမိရှုဖြက်စီးနေတယ်လို့သိရပါတယ်။လက်ရှိချိန်မှာစိုင်းတိုင်းလေးရွာကပြည်သူများအပါအဝင်အနီးအနားမှာရှိတဲ့ခြေပါများကပြည်သူများပါဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။စစ်ခွေးတွေကအင်အားများတယ်ဗျ။ ရွာသားကြီးရွာကနေထွက်လာတဲ့စစ်ခွေးတွေကစစ်ကြောင်းတွေဖြန့်ခွဲပြီးတော့ဓမာကုန်းရွာရွာတော်ကုန်းရွာဒရဦးရွာနဲ့ထုံးမိုးရွာတွေကိုဝင်ရောက်စီးနေပြီးမိရှုံနေတာပြည်သူတွေလည်းအခုထွက်ပြေးနေရပြီစစ်ခွေးစစ်ကြောင်းကအခုတည်းတည်းရှင်းနေတော့မဲ့ရွှေဘုံဘက်ကနေလာတဲ့စစ်ခွေးစစ်ကြောင်းကလည်းရွာတွေကထမင်းနိုင်ကိုမိရှုံသွားတယ်လို့ Wallet Informational Network ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ